မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ update ၃လုံးတွင်တဲ့နေ့ကိုကျွန်တော်မိတ်ဆွေများတွင်နေလေလာလို့ရအောင်တင်ပြသွားမှာဖြစ်ပါတယ် share video မှာကျွန်တော်တို့ထိတ်စီ၃လုံးအလဲထိုင်၃လုံးတွင်နေဒီကိုတင်ပြထားပြီဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော် update ၃လုံးကိုအတူတူလေလာကြအောင်ပါနော်ဒီရှောင်းရှောင်းနေ့တပင်ကနေရှောင်းရှောင်းငါငါ update ရှားပေးသွားတဲ့တပင်ကိုအရင်ဆုံးလေလာကြည့်မယ်ပါနော်ယူရဲနီကကျွန်တော်ဒီ နေကတဲ့ကျင်းကိုတကျင်းတုံများတကျင်းပေါ့နော်အဲ့တုံးလုံးအင်းဆုံးပေါင်းလိုက်မယ်ပေါင်းရှင်းဆက်တိပေါ့နော်နောက်ထပ်ဒီရှင်းနာကျင်း16ကိုတုံများနဲ့ပေါင်းရှင်း6ဆိုတော့တင်းနဲ့6နဲ့ထပ်ပေါင်းတော့ခွန်ခွန်ကိုကြတော့ဒီမှာအစင်လိုက်မယူဘက်နဲ့ကျွန်တော်၄နဲ့ပေါင်းတာဖြစ်ပါတယ်ပေါ့နော်ခွန်၄ဆက်တိတင်းလေးပေါင်းတော့9ခွန်တင်း9အပိတ်တုံးလုံးထဲက665ဆိုတဲ့အတွက်ကြောင့်မို့9အပိတ်ဖြစ်ပါတယ် ငါးသလုံးအပိတ်ရှောင်းရှောင်းငါးဖြစ်ပါတယ်ဗနာတပန်းကျွန်တော်ဒီနီးအတိုင်းပဲကိုမှရှောင်းရှောင်းငါးတပင်ကနေကိုရှောင်းနီးနီးအပိတ်ရှားပြီးသွားတဲ့တပင်ကိုထပ်ပြီးတော့အတူတူလေ့လာကြည့်မယ်ဗနာအဘွားယူတဲ့နီးအတိုင်းပဲဒီရှင်းနဲ့တစ်ပေါင်းကိုကိုနဲ့တမန်နဲ့ပေါင်းကိုဗနာဒီအနောက်ကရှောင်းနာကျိုင်ဆက်နစ်နီကိုတီခွန်နဲ့ပေါင်းရှင်900ရာတဲ့အတွက်တပန်းဒီ900နဲ့900ပေါင်း78ရာတဲ့အတွက်ကြောင့်မို့ရှစ်ကိုလေ၄နဲ့ပေါင်းတာဆက်နစ် နေ့ကလည်းနေနဲ့ပေါင်းရှင်းက6ပေါ့နော်ဒါကြောင့်မို့ရှင်းနေ6အပိတ်3လုံးရတာဖြစ်ပါတယ်6ဆောင်5ပြီးတော့9ဆောင်နေ့ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီမှာနေ့အပိတ်ဖြစ်ပါတယ်ရှင်းနေ6ထဲကနေ့အပိတ်9ဆောင်နေ့ပေါ့နော်နံပါတ်3ကိုလည်းထပ်ပြီးတော့အတူတူလေ့လာကြအောင်ဒီအနောက်က9နဲ့6ပေါင်း7တိကိုဒီ6နဲ့ပေါင်းရှင်းစက်ခွန်ခွန်ပေးရမယ်ပေါ့နော်၃နဲ့ကြိမ်ပေါင်း၆၊၆နဲ့၁ပေါင်းရှင်းခွန်ဆိုတဲ့အတွက်ခွန်နဲ့ခွန်နဲ့ထပ်ပေါင်းတော့ ပေါင်းရှင်း14ရတဲ့လေးပဲကြီးပြီးတော့အလေးကို၄ပေါင်း၈၈လေးပေါင်း7နှစ်လေးရှင်းနှစ်အပိတ်၃လုံးထဲကခြားပြီးသွားတာဒီတုံညာလေးလေးဖြစ်တဲ့အတွက်ကြောင့်မို့လေးရှင်းနှစ်ထဲကလေးအပိတ်ခြားပြီးသွားတယ်ပေါ့နော်တုံညာလေးလေးတပင်ကနေခုနှစ်နှစ်တစ်တစ်အပိတ်ခြားပြီးသွားတဲ့တပင်ကို ထပ်ပြီးလဲတာကြည့်အောင်ပေါ့နော်ဒီနှစ်နာချိန်ပေါင်းရှင်းက၄ဖြစ်ပါတယ်၄နဲ့တီ၈၁နဲ့ပေါင်းတာ၅ပေါ့နော် တင်းနှကြိမ်ကနေကိုရှောင်းနေပေါင်းရှင်ချီရတဲ့အတွက်ကြောင့်မို့9နဲ့10နဲ့ထပ်ပေါင်းရှင်73တုံးကိုလည်း၄နဲ့ပေါင်းရှင်ကခွန်ခွန်ကိုလည်း၄နဲ့ပေါင်းတာ73တုံးခွန်တိအပိတ်၃လုံးထဲကနိနိတိချပေးသွားတယ်ဗောနော်နိနိတိတိအပိတ်ဖြစ်ပါတယ်โอเคအဲ့ဒီမှာတိအပိတ်နိနိတိဗောနော်နောက်ထပ်နံပါတ်5နံပါတ်5မှာဒီ9နဲ့နိနဲ့ပေါင်းရှင်ဒီ73ရတယ်ဗောနော်တိပေးရမယ် ခုနှစ်နာကျင်ပေါင်း၁၄ကိုရှင်းနေပေါင်းရင်၂၂နှစ်ပဲရည်တယ်ဗောနော်တင်းနေနေနဲ့ပေါင်းချင်း၃၃ခွန်တိအပိပဲထပ်ပြီးရတာဖြစ်ပါတယ်နေနေတည်ပြီးတော့၈၄၃ချပေးသွားတယ်ဗောနော်၃အပိဖြစ်ပါတယ်၃ခွန်တိထဲက၃အပိ၈၄၃မပတ်ချဒီ၈လေး၃တပင်ကနေ၈ရှောင်း၃၃အပိပဲထပ်ပြီးချပေးတော်တဲ့တပင်ကိုလေ့လာကြည့်အောင်ပေါင်းရှင်း၁၆ပေါ့နော်၄နာကျင်၈၈နဲ့၉ပေါင်း၁၇ ရှာနခွန်ပေါင်း73ကို3ခွန်တိအပိတ်ထပ်ပြီးရတယ်ဗောနော်3ခွန်တိအပိတ်3ကြိမ်ဆက်တိုင်းမှာ663ဆိုရဲ့အတွက်3အပိတ်ဗောနော်နင်းနေတိမှာလဲ3ခွန်တိပဲ643မှာလဲ3အပိတ်3ခွန်တိ663ဗောနော်3အပိတ်ဖြစ်ပါတယ်နောက်ထပ်နံပါတ်9ကိုလေးလာကြည့်အောင်ဒီခုနဲ့လေးပေါင်း73ကိုနင်းနေပေါင်း73ရရတယ်ဗောနော်3ဝေးရှိမှာဖြစ်ပါတယ်ဒီ9နဲ့ချိန်78ကိုရှင်းနေပေါင်း76 3နဲ့6ပေါင ကိုကိုကိုလေးပေါင်း73 3ပေါင်းခွန်ကို3ခွန်အပိတ်3လုံးထဲကနှစ်တောင်ညာကိုဆိုတဲ့အတွက်ကိုအပိတ်ချပေးသွားတယ်ဗောနော် Okay နောက်ထပ်နံပါတ်7နှစ်တောင်ညာကိုတပင်ကနေခွန်ခွန်ကိုကိုအပိတ်ချပေးသွားတဲ့တပင်ကိုထပ်ပြီးလေ့လာကြည့်အောင်ဒီလေးတောင်ညာရှောက်ပေါင်းရှင်း30ခွန်74 4ခွန်ပေါင်း73တောင်ညာနဲ့တင်းနဲ့ထပ်ပေါင်းတော့1 တစ်ကို၄ပေါင်ငါးငါးကို၄ပေါင်ကိုတင်ငါကို အပိတ်ထဲကခွန်ခွန်ကိုဖြစ်ပါတယ်ခွန်ခွန်ကိုဆိုတဲ့အတွက်ကိုအပိတ်ခြားပေးသွားတယ်ဗောနော်နောက်နောက်ထပ်နံပါတ်6ကိုလေ့လာကြည့်အောင်နံပါတ်6မှာ6နဲ့6ပေါင်းချင်းဒီ15ငါးကို6ပေါင်းချင်း24ကိုလေ့ပေးကြည့်မှာဖြစ်ပါတယ်ခွန်နဲ့ချင်း14လေးနဲ့ပေါင်း17ကိုရှင်းပေးကြည့်ပြီးတော့ တပန်ဒီလေးနဲ့ရှင်းတဲ့ပေါင်း7ဆိုတဲ့အတွက်နှစ်ကို၄ပေါင်းချင်း6 64ပေါင်း30နှစ်6 3ညအပိတ်ထဲက9 3ည3ညဆိုတဲ့အတွက်3ညတစ်လုံးအပိတ်နေရာကဖြစ်ပါတယ်။နောက်ထပ်နံပါတ်30ဒီနေ့အတိုင်းပဲပေါ့နော်၄နဲ့တစ်ပေါင်း5 5နဲ့နှစ်ပေါင်းချင်း900မှာဖြစ်ပါတယ်။ဒီ9နဲ့ချင်း30နှစ်နဲ့ပေါင်းချင်း7နှစ်နှစ်ပဲရည်ရယ်ပေါ့နော်900နှစ်ရပေါင်း9 9 3 ခွန်ကိုသုံးခွန်အပိမှာသုံးခွန်ခွန်လေးနဲ့ပေါင်းထားတာပေါ့နော်သုံးခွန်ခွန်ဆိုရတဲ့အဲ့မှာခုနှစ်အပိချပြေးသွားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်7တီ6ရက်7ရက်ပေါင်းရှင်းခွန်ခွန်ကိုနှစ်နဲ့ပေါင်းရှင်း900လာမှာဖြစ်ပါတယ်ကိုအပေါင်းဒီတိနာကြိုင်နှစ်နှစ်ကို9နဲ့ပေါင်းရှင်းခွန်9နဲ့ခွန်နဲ့ထပ်ပေါင်းတော့16ရာတဲ့အတွက်6ကို4ပေါင်း30တုံများကို4ပေါင်း4 6တုံများ4အပိတ်မှာ ရှစ်ကိုလေးဆိုတဲ့အတွက်လေးအပိတ်ဖြစ်ပါတယ်နောက်ထပ်နံပါတ်7နှစ်9နဲ့3နဲ့ပေါင်းရှင်းကိုသင်တဲ့ပေါင်းရှင်း9ဖြစ်ပါတယ်နောက်ထပ်အနေနဲ့ဒီ6နှစ်ကြိမ်7နှစ်နှစ်ကိုရှင်းနေပေါင်းရင်23ညပါနော်ကျွန်တော်ကျွန်တော်တို့ဒီ9နဲ့3ညနဲ့ဓာတ်ပေါင်း9 9 4 3 3 4 9 9 3 9အပိတ်ထက်က 6630ဆိုတဲ့3တလုံးအပိတ်ဖြစ်ပါတယ်ခင်ဗျာနံပါတ်73ကိုလေ့လာကြအောင်နံပါတ်73မှာဒီ9နဲ့နှစ်ပေါင်းချင်းဒီ73တိကုံ9နဲ့ပေါင်း16ပေါ့6ပဲရည်မယ်9နဲ့ချင်း78 9နဲ့ပေါင်းချင်း3 63နဲ့ပေါင်းချင်း9ဆိုရတဲ့ဒီမှာလေ93ခွန်အပိတ်နဲ့ချိန်ပေါ့နော်68ခုနှစ်ဆိုရတဲ့အတွက်ကြောင့်မို့ခုနှစ်အပိတ်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာ ဖနေအပိတ်68ခုနံပါတ်14ကိုလေ့လာကြည့်အောင်နံပါတ်14ကလည်းဒီခွန်နဲ့6နဲ့ပေါင်း73 3ကို6နဲ့ပေါင်းခြင်း9ဖြစ်ပါတယ်6ချောင်းနဲ့ချိန်7နှစ်ကို8နဲ့ပေါင်းရင်20 9နဲ့3များနဲ့ပေါင်းခြင်း9 93ခွန်အပိတ်ပေါ့နော်အဲ့မှာ93ခွန်အပိတ်က3ချိန်ဆက်တိုက်ပေါ့နော်963ရဲ့68ခွန်ရဲ့1နှစ်ခွန်ရဲ့ဆိုတော့9အပိတ်ဖြစ်ပါတယ် 9303ကျိန်ဆက်တိုက်ပေါ့နော်နံပါတ်15ကိုလေ့လာကြအောင်ဒီနေ့နဲ့၅ပေါင်းရှင်းဒီခွန်ခွန်၄ပေါင်း7တိပေးရမယ်ခွန်ခွန်အပ်ကျိန်ပေါ့နော်တိခွန်ပေါင်းရှင်း၈ရာတွေအတွက်၈ကို၄နဲ့ပေါင်းရှင်း90နှစ်နှစ်ကို၄နဲ့ပေါင်းရှင်း6နှစ်6အပိတ်ထဲက388ဖြစ်တဲ့အတွက်ကြောင့်မို့ရှစ်အပိတ်ချပေးသွားတာဖြစ်ပါတယ် နံပါတ်16ဒီ9ကြိမ်အတွက်ထပ်ပြီးလေ့လာကြအောင်ပါနော်နံပါတ်16တနည်းအရာဒီတိနာကြိမ်ပေါင်းရှင်းဒီနေ့ဖြစ်ပါတယ်နေ့ကိုရှင်းနေပေါင်းရှင်း30နေ့နဲ့ကြိမ်ပေါင်း4ကို6နဲ့ပေါင်းရှင်း30ဆိုတဲ့အတွက်တုံညာတုံညာထပ်ပေါင်းရမှာဖြစ်ပါတယ်6 9 3ည6နှစ်နဲ့ကြိမ်ပြီး6နဲ့ပေါင်း3ညဆိုတော့3ညကို4ပေါင်း4 4ကို4ပေါင်းရှင်း7 3968အပိတ်300ရာနေတာဖြစ်ပါတယ်ဗောနော်ဒါတွင်နီးအရာဗောနော်ကျွန်တော်ရှေ့ပီဒီယိုမှာ အပိတ်၄လုံးတွင်နီးဒီကိုလည်းတင်ပြထားပြီးပြီဗောနော်အခုကတော့ကျွန်တော်အပိတ်3လုံးယူတယ်နီးမင်းရှင်များတည်အောင်ဗောနော်တွင်နီးနဲ့တကွာပြပီးရှင်းတာဖြစ်ပါတယ်ခင်ဗျာဒီ665အနေစားပြီးတော့ဒီအပိတ်3လုံးတူနီးတူဟန်နဲ့ခြားပေးနေတာဖြစ်ပါတယ်ဗောနော် โอเคนิดตองญาโกคุนคุนโกคุนตองญาตองญาตองคุนคุนคุนอเปชิโกเลมาเลอเป963มาตองอเป68คุนคุนอเป9ตองคุนเทกคุนอเปนินิคว6เน6เทก6อเป388ดิ9ไฉมมาတော့ตองญา48อเปสุบียานิดาဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ထိတ်စီအလေအเปสุပြပြီးသွားမယ်ပေါ့နော်ထိတ်စီအလေဒီ6 6 9အနေစာပြီးတော့ရှားပြီးလာခဲ့တဲ့ထိတ်စီ3လုံးတည်းနည်းအရာ68 68ထိစီရနေတာဖြစ်ပါတယ်ခင်ဗျာ9ချိန်အတွက်ပေါ့နော်68ထိစီရနေတာဖြစ်ပါတယ်နောက်ထပ်အလေးထိုင်ကိုလည်းထပ်ပြီးနေတာကြည့်အောင်ဒီအလေးထိုင်ကလည်းရှောင်းရှောင်းကနေစပြီးရှားပြီးလာခဲ့တဲ့အလေးထိုင်၃လုံးတန်းနည်းဖြစ်ပါတယ်656အလေထိန်ဆွေးပြီးရနေတာဖြစ်ပါတယ်ဗောနော်ဆက်ပြီးတော့ခြားပေးသွားခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာ656အလေထိန်နောက်တစ်ခုအပိတ်အပိတ်ကတော့ကျွန်တော်အခုပြပေးလိုက်တယ်ဗောနော် 6ရောင်းကအနေပဲစာပြီးချပြလာခဲ့တဲ့အပိတ်၃လုံး20အရာဒီ၉ချိန်မှာတော့၃ညလေးရှိအပိတ်ဆွေးပြီးရနေတာဖြစ်ပါတယ်ဒီထိတ်၃လုံးအလေ၃လုံးအပိတ်၃လုံးကိုကျွန်တော်တို့မိတ်ဆွေများညံကုန်ပြီးတော့အသုံးချလို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့လမ်းညွှန်ချက်များတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ဒီရောက်ရှင်စီကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာအနည်းဆုံးဗီဒီယိုကိုလည်းထပ်မံတင်ပေးသွားပါဦးမယ်ခင်ဗျာ